့ဆုတောင်းတယ်ဆိုတဲ့ဉာဏ်မှာမကောင်းတဲ့ဆုတောင်းရင်လည်းမကောင်းတာတွေဖြစ်တတ်တယ်။ကောင်းတဲ့ဆုတောင်းရင်လည်းကောင်းတာတွေဖြစ်တတ်တယ်။အဲ့ဒါကြောင့်မို့လို့လူလောကမှာဆုတောင်းမမားစေချမ်းတဲ့ဆိုတာကိုလည်းတတိပိစကားပြောကြလေးရှိကြတယ်ပေါ့။ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။တဘာတုဒ္ဒရှင်လည်းမှာအသိပညာပုံတုဒ္ဒရာဝေဟာတရားတော်များကိုရှားခွင့်ပြီးနှောင့်ဝေပြီးခြင်းဖြစ်ပါတယ် မေတ္တာကရုဏာမုရိဒာဝိက္ခာလို့ဆိုရင်ပြမစုံတရားကိုခြေခံပြီးတော့ကုသတော်မှုလုံလာကြပြီဆိုရင်လူရဲ့တဏ္ဍာမှာကောင်းမြတ်တဲ့မျိုးစေ့တွေဖြစ်ပေါ်လာတယ်။အဲ့ဒီဖြစ်ပေါ်လာတဲ့မျိုးစေ့တွေကောင်းရချမ်းသာကိုပေးနိုင်တဲ့အရာတွေဖြစ်ပေါ်လာကံအကြောင်းတရားတွေပဲဖြစ်တယ်။အဲ့တော့ကောင်းရချမ်းသာကိုပေးနိုင်တဲ့ကံအကြောင်းတရားတွေကုသတဏ္ဍာမှာဖြစ်လာပါပြီတဲ့။ အဲ့လိုဖြစ်လာတဲ့အခါမှာသူဖြစ်ချင်ရာဖြစ်သလားလို့ဆိုကံကြံတရားနဲ့ဆူတော်စကားဆိုတာလူရည်ရဲ့စိတ်ဆန္ဒရဲ့ဥဆောင်မှုပါလေတယ်နော်ဥဆောင်တဲ့တည်းဒါကြောင့်မလို့သူဘုရားမနာဝင်နေနေတဲ့ဆိုလို့ရှိရင်မလုပ်လို့ဣဒံမေပုံညာနိဗ္ဗာန်တတ္တပြည့်စုံအောင်လို့ နေဝံချမ်းသာရင်ထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့ဒီဥတီချက်လေးတခုထားကြနေဝံချမ်းသာကိုဥတီပြီးတော့လုပ်လိရှိကြအဲ့တော့ဒါဆုတော်စကားတခုကံကြောင့်ဒီအဖြစ်ပေါ်လာပြီးတဲ့အခါဆုတော်စကားကလည်းပဲအရေးပါတယ်ဆိုတော့တတိထားဖို့လိုပါတယ်ပေါ့နော်အဲ့တချို့ကလည်းပြောတယ် ဆူတောင်းလည်းမရဘူးလို့ဆူတောင်းတာမရနိုင်ဘူးလို့ပြောတာလည်းရှိတယ်။သို့သော်ကံအကြောင်းတရားကိုဆူတောင်းမှနေပြီးတော့ဒီဥစ္စာပါရလည်းရှိတယ်။လောကဥစ္စာပါရတဲ့တရားကြောင့်ကံအကြောင်းတရားတွေဘုဒ္ဓနာမှာဖြစ်လာလို့ရှိရင်ဆူတောင်းမှုလို့ဆိုတာဆူတောင်းတယ်ဆိုတာတခြားမဟုတ်ဘူး။ ိုယ်ဘာလို့ချင်းနေဆိုတဲ့ဥတီချက်လေးတခုကိုယ့်ရဲ့ဆန္ဒကိုထုတ်ပေါ်လာပဲဖြစ်တယ်။ဆုတောင်းလဲဆိုတာတခုရှိတယ်။တခုရှင်စီကတောင်းယူပဲဆိုတာတမျိုး။ကိုယ်လုပ်ပြီးတော့ကိုယ်လုပ်တဲ့အလုပ်ဘာဖြစ်ချင်းနေဆိုတဲ့ဆန္ဒကိုပေါ်ထုတ်တဲ့ဆုတောင်းတာတမျိုး။ဘုရားဘာသာတွေဆုတောင်းတာတခုရှင်စီကတောင်းယူတဲ့ဆုတောင်းမျိုးမဟုတ်ဘူး။ကိုယ်လုပ်ထားတဲ့ကုသိုလ်ကောင်းမှု ထုတ်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘာဖြစ်ပါစေလို့ပြောတာတောင်းယူတာမဟုတ်ဘူးနော်ဆန္ဒကိုထုတ်ပေါ်တာပဲဖြစ်တယ်ပေါ့ကိုယ်ဆန္ဒအတိုင်းလောကလူတွေရဲ့စိတ်ဆန္ဒတောင်းတမှုအတိုင်းကံတရားဟာလည်းပဲအဲ့ဒီဘက်ကိုဥည့်ရသွားတော့ပြောဆိုတယ်နော်ကြည့်လေသူမိသားရဲ့ဒီဘဝကစားပြီးတော့ရသဗျာရဲ့အလောင်းဟာပြုလို့တည်းမြတ် ဣဒံမေပုံညာသဗ္ဗုဒ္ဒံနတ္တပုရှေဟောတုသူလောကမြတ်ကုသကောင်းမှုတွေဟာသဗ္ဗုဒ္ဒံဉာဏ်ရဲ့၆ခုဖြစ်ပါလေလို့ဒီလိုဆုတောင်းတော့ဆရာဖြစ်ဖို့ဆုတောင်းအဲ့ဒါသူ့ရဲ့ဆုတောင်းတာဆုတောင်းတာကုလုံးတဲ့ကံကြမ္မာအကြောင်းတရားကိုဥဆောင်မှုရဲ့ဖြစ်ပြီးတော့လမ်းကြောင်းပေါ်ဆောင်ပေးသွားတယ်ဆိုတာသတိထားဆုတောင်းတဲ့အချိန်မှာဒီဥဆောင်သတိထား နတ်ဘိုးဝဲတဲ့လူတွေကတန့်ရှည်သွားပြီးတော့ရှင်ကြီးပါတော်မူပါသိတိကြီးပေါအောင်တန်တိကြီးပေါအောင်မာတော်မူပါစိပတ်တွတ်တဲ့အောင်မာတော်မူပါဒါတောင်းတာအဲ့ဒီဆုတော်မှာသူတို့ဘောရဘာသာကြီးကအဲ့ဒီဆုတော်မျိုးတောင်းတာတောင်းလည်းရမှာမဟုတ်ဘူးနော်သူကသူကြောင်းပိုက်ဆိုင်လို့ဖြစ်လာတာကိုရတယ်လို့သူတွေကထင်ကြတယ်အေးဘောရဘာသာဝင်တွေတောင်းတဲ့ဆုတောင်းကံကြမ္မာလမ်းကြောင်းကိုဖြောက်တာဖြစ်တယ် ကိုလုံးနဲ့ပြောရဒါနကောင်းမှုပြုပြီးဒီဒါနကောင်းမှုကြောင့်ဒီဒါနကောင်းမှုရဲ့ဒါနကောင်းမှုစေတနာဟာနိဗ္ဗာန်ရဲ့အကြောင်းတရားဖြစ်ပါစေဆုတောင်းတိလသောဒီဝီဒီတိလရဲ့ကုသိုလ်ရဲ့စေတနာဟာကုသိုလ်စေတနာဟာနိဗ္ဗာန်ရဲ့အကြောင်းတရားဖြစ်ပါစေလို့ဒီလိုဆုတောင်းတာကိုလုံးရဲ့ကံလမ်းကြောင်းကိုဆုတောင်းကြတယ်ဖြောက်ပေးတယ်ဗျာဖြစ်တယ် ဲ့တော့ဒီနေရာလေးမှာဘုဒ္ဓသာလကလေးတခုမှတ်ထားဖို့တော့ဆူတောင်းတယ်ဆိုတဲ့တရားမှာမကောင်းတာတောင်းရင်လည်းမကောင်းတာဖြစ်တယ်ဒါဟိုလည်းသတိထားဖို့လိုပါတယ်ကုသိုလ်လုပ်ပြီးမှဆူတောင်းတာလည်းမဟုတ်ဘူးအကုသိုလ်ဆူတောင်းတာလည်းရှိသေးတယ်ဘယ်လိုလဲနဲ့အမုန်းတရားနဲ့ဆူတောင်းတာတွေကလည်းဖြစ်တတ်တယ်ဒါ ဒီလိုဆူတောင်းတာပါလေကံကြမ္မာလမ်းကြောင်းရောက်ရှိသွားနိုင်တယ်ပေါ့ဆိုလို့ရှိတော့ကအိမ်တော်ဘက်ထဲမှာအမျိုးသမီးနှစ်ယောက်ဟာတိမ်တော်ထဲမှာအကြီးငယ်ဖြစ်ကြတယ်ပေါ့အဲ့လိုအကြီးငယ်ဖြစ်တဲ့အချိန်မှာအကြီးလုံးတဲ့ပုဂ္ဂိုလ်ကအငယ်ပေါ်မှာမနာလို့ဖြစ်ပြီးဒုက္ခပင်ဒုက္ခပြီးတော့နောက်ဆုံးမှာ အငယ်လုံးတဲ့သူကသေကနေ့မှာဆူတောင်းသွားတယ်။နောက်ဘဝကြလို့ရှိရင်မျက်ကိုတိုင်တဲ့သူဖြစ်ရမှာလို့ဤဆူတောင်းသွားတယ်။ဟောနောက်ဘဝကြတော့ဘာသာဖြစ်တယ်ဆိုရင်သူကအိမ်မှာကြောင်မသွားဖြစ်ပြီးတော့ခုနကသူ့ကိုအနိုင်ကျင့်တဲ့အမျိုးသမီးကအိမ်မှာကျက်မှဖြစ်တယ်။ကြောင်နဲ့ကျက်ဆိုတာစဉ်းစားကြည့်ကျက်ကမွေးလိုက်တဲ့ကြောင်ကစားနောက်ဆုံးမှာ ကျမရှိပါကြောင်မနေကတ္တစားတဲ့အစဉ်ရောက်တော့အဲ့ဒီတခါကြောင်မလုံတဲ့ပုဂ္ဂိုလ်ကဒေဂနိမ့်မှာအဲကျမကဆွတောင်းတော့ပြန်တယ်နောင်ဝတင်းကိုနိုင်ပြရစေနေသားသမီးနဲ့ကွာစားပြရစားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလိမ့်မယ်လို့ဆွတောင်းလိုက်တယ်ဟောဆွတောင်းလိုက်တဲ့အခါကျတော့ဘယ်တော့ဖြစ်တယ်ဆိုတော့တော့တဲ့မှာကြားမှသွားဖြစ်ခုနက ကြောင်မကပဲသွားဖြစ်တယ်လို့ဆိုရင်အဲ့ဒီကြောထဲမှာသွားပြီးတမင်မဖြစ်တယ်။ဟောကြားတဲ့တမင်ဆိုတခါပြောင်းကလည်းပြန်ရောပြန်ပြီးအဲ့ဒီလိုမကောင်းတဲ့ပဲလေဆူတောင်းပြီးတော့မကောင်းတဲ့ကလေးစားချိန်တာတွေလည်းပဲကြောက်တိုင်းမှရှိရဲဆိုတာသတိထားမကောင်းတဲ့ဆူတောင်းတကားတွေလည်းရှိကံကြမ္မာလမ်းကြောင်းဆိုတာလူတွေရဲ့ဆန္ဒပေါ်မှာပီတီပြီးတော့ကံကြမ္မာလမ်းကြောင်းမှာဖြစ်တော်တတ်တယ်ဟော ေးကောင်းတဲ့ရှင်လုပ်ပြီးတော့ဆူတောင်းတဲ့အခါမှာတောင်းပါပဲ။ဒါကြောင့်ချင်းကမတူတတ်ဘူး။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘုဒ္ဓသာရကတခုပတ်သားကြည့်ရ။ရှင်တို့ကဘာလို့တည်ပြုံးမှာဒီဘုံနေအောင်ရှိတယ်။အဲ့ဒီမျိုးကိုနေအောင်ကြ ဘာလုပ်ငန်းနဲ့တမွေးလို့ဆိုတော့ကြံဆိုင်တဲ့လုပ်ငန်းနဲ့တမွေးကြပြုတ်နေခါလာလေးကိုကြည့်ပါကျမ်းလေးဆိုင်ပြုတ်ပြီးတော့အဲ့ဒါတွေကိုရောက်တာတမွေးအဲ့ဒီခေတ်ကကျမ်းကအခုခေတ်ကျမ်းလို့မဟုတ်ဘူးအခုခေတ်ကျမ်းတွေကတော့ကျမ်းရရဖို့ရအတွက် ကြံကြိတ်ဆက်နဲ့ချိတ်မှအရင်ထွက်တယ်အဲ့ဒီတော့ကကြံတယ်ကတော့အုံးကြီးကိုခွဲလိုက်ရင်အုံးကြီးထဲမှာအုံးရည်ရှိတယ်လို့ပဲကြံညောင်းကိုခေါ်လိုက်လို့ရှိရင်အဲ့ကြံထဲမှာအရည်ကတော့ရှိတယ်ဆုံးလိုက်တယ်ကကြံလေဟာလည်းအဲ့ဒီမျိုးတော့တုံ့ပြန်နေတယ်လေပမာပြေကကြံတယ်ကတော့ချိတ်မှထွက်တယ်နော်အဲ့ဒါကိုကြံမျိုးသူတို့စိုက်တယ် ကျန်ငယ်ကြီးဖြစ်ထွန်းလာတဲ့အခါညီလုံးတဲ့ပုဂ္ဂိုလ်ဟာကျန်ငယ်ကိုသွားကြည့်တယ်။သွားကြည့်တော့ကျန်ငယ်ကြီးတန်းလာပြီးတော့ကျန်လေးရင့်တဲ့အခါမှာကျန်ငယ်နှစ်ချောင်းကိုထုတ်ကြည့်တယ်လေလား။ထေဝါကိုဖိတ်ထားတယ်။ထဲရဲ့ရေးလေးမထွက်အောင်ထေဝါပိတ်ပြီးတော့ကျန်ငယ်နှစ်ချောင်းတစ်ချောင်းကသူ့အတွက်ကျန်တစ်ချောင်းကသူ့ကိုအတွက်ဆိုပြီးတော့ယူလိုက်။နိုင်ရတဲ့အခါကျတော့သစ္စာဝိနဲ့တမန်တွေ့ ပြီးတော့ဒရာတရားကြီးပေါက်ပြီးသူရှိလာတယ်သူပါလာတယ်အခုခရင်းကိုဖြင်းပြီးပြီးတော့ပြစ်စင်ကဘုရားရဲ့အရှင်ရဲ့သရိတ်ထဲကိုသူချမ်းကြီးလမ်းထဲပစ်တောင်းတယ်ပြီးတော့ပြစ်စင်ကဘုရားကချမ်းကြီးပုံပြီးတော့စိတ်ထဲမှာဝါသအာရပီးဖြစ်တယ်နောက်ကလူရင်းနဲ့စိတ်တွေပေါ်တော့သူ့ကိုယ်တည်းယူလာတဲ့ကြံကြောင်းကိုဖွဲ့ပြီးဒီဟာတွေတဲ့အဲ့ဒီသမိုင်းတည်းတဲ့တော့ဒီစင်ကာပူရာရှင်မြတ်က သူကပထမတည်းသဘိတ်တောင်းပြီးပြီဆိုတော့နောက်တော့ပဲတောင်းနိုင်တော့ဘူးဆန္ဒတွေကိုဒီမြင့်ပုဂ္ဂိုလ်တွေနဲ့ဖွဲ့ဝင်ပြီးတော့ထူတာပေါ့အဲ့ဒီအချိန်မှာဒီမြေသားဆောင်ကဖြည့်ပြီးတော့သူစိတ်ထဲမှာပီတိဖြစ်ပြီးသူကဆွတောင်းတယ်အရှင်ပြားတဲ့တပည့်တော်ခုလိုကြံရည်တွေရတဲ့ခုလိုတောင်းဖို့ကြောင့် ူချမ်းသာတချမ်းသာကိုခံစားရပြီးအဆုံးဆုံးသောဘဝမှာအရှင်ပြန်သိတဲ့တရားမျိုးကိုသိပြရစေသူဆွတ်တောင်းအပ်ချင်တာလူချမ်းသာတချမ်းသာခံစားပြီး၍အရှင်ပြန်သိတဲ့တရားကိုနောက်ဆုံးဘဝမှာသိပြရစေလို့သူတို့ဆုတောင်းလိုက်ဒီစကားဟောတာတကယ်မင်းဆူတောင်းတဲ့အတိုင်းပြပါစေဆိုပြီးနောက်လူရဲ့ကြံတဲ့တပိတ်ကိုကြံရည်ကိုယူသွားပြီးတော့ သူ့ပို့ပြီးတော့ပြည်ပြီးဖြစ်အောင်ဆိုကျိုးတော်ပဲကြောက်သွားတာလေအကုန်လုံးမြင်အောင်ဖန်လေးထားပြီးခိုးရောက်တဲ့အခါမျက်စိကဟိုတာကားရကိုခွဲဝင်ပြီးတော့ဒီကြံနေလို့ခုနေအဲ့ဒါတွေကိုကြည့်ပြီးတော့သူကပီတိတွေဖြစ်အိမ်ပြန်လာသူ့ကိုယ်နဲ့တွေ့တဲ့အခါမင်းပဲကပြန်လာတော့ကြံငင်းကပြန်အဲ့ကြံရင်းသွားတာမှပဲကြံလေးတစ်ချောင်းတော့မယူခဲ့ဘူးလားလို့ဆိုတော့ယူခဲ့တဲ့အကြောင်းပြန်ပြောပြီးတော့ သူ့ကြံကိုပြစ်စင်ကားဝရဖုံးပေးတယ်အကိုကြီးရဲ့ကြံကိုတော့လှူလိုက်တဲ့အခါမှာပြစ်စင်ကားဝရကကြံနဲ့ပြစ်စင်ကားဝရ900ကိုညှဝေပြီးတော့ရှူခမ်းတာသူကိုယ်တိုင်ငြင်ငယ်ရတယ်လို့ဆိုတော့အကိုလုံးတဲ့ပုဂ္ဂိုလ်ကသူကိုယ်တိုင်လူလာမဟုတ်ပေမဲ့သူ့ကြံဆိုတာသူ့ပဲယူလာတော့သူပိုင်နေတယ်ပေါ့နော်အဲ့ဒီလိုပြောပြတဲ့အခါမှာသူကဝမ်းသာပြီးပြီးဖြစ်နေ အေးဒီကုသိုလ်ကောင်းမှုကြောင့်ဓာတိပိစိကဘောရာမထေမြတ်သိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤလိုဒီလိုတစ်ခုတည်းဆွတောင်းလိုက်တာသူကဤသူတို့ရဲ့စံကြမ္မာလမ်းကြောင်းမှာသူတော်သစားခြင်းကပပချမ်းသာတော့ညီငယ်ကသူကိုယ်တိုင်လှုပ်ပြီးဆွတောင်းတဲ့အခါမှာလူချမ်းသာတချမ်းသာခံစား၍ဒီစကားဝရသိတဲ့ကောင်နောက်ဆုံးဘုရားကြမှာဒီပြားတဲ့လို့သူတို့ဆို အကုလုံးတဲ့ပုဂ္ဂိုလ်ကလူချမ်းသာလက်ချမ်းသာဆိုတာဒီမပါပဲနဲ့ပြစ်စင်ကားဘုရားတိတဲ့တရားလူတရားမြတ်ကိုသိပြရသေးလို့ဒီလိုဆုတောင်းလိုက်တာညီကိုညောင်းတာစိတ်ကောင်းနှလုံးကောင်းတဲ့ကောင်းမြတ်တဲ့လူတွေလှုပ်ထားပြီးတည်တဲ့အခါကျတော့လက်ပြရောက်သွားတာအဲ့ဒီလက်ပြရောက်သွားပြီးလက်စိတ်ချမ်းသာခံစားပြီးသူတို့လူပြေကို ပြန်ရောက်လာတဲ့အချိန်မှာလူပြည်မှာဝိပဿနာရဆောင်ဘုရားဆောင်ပွက်60ရက်ကဘာလဲကဝိပဿနာဘုရားပွက်လာတဲ့သွားဆောင်ဝိပဿနာဘုရားပွက်နေဘာလို့ဒီမြို့မှာပဲတအိမ်ထဲမှာညီကိုတယောက်ညီကိုပဲနာဖြစ်တယ်အကိုလုံးတဲ့လူကိုသေနာလို့ခေါ်တယ်အကိုလုံးတဲ့လူရဲ့နာမည်ကသေနာညီရဲ့နာမည်ကအပရာဇိတာညီကိုတယောက်ပဲနာဖြစ်တယ် ေးဝိပဿနာဆောင်ကြီးကွက်နေတော့အဲ့ဒီဓမ္မကောသတ္တလို့ခေါ်တယ်တရားကိုနှုတ်ဆောင်ပြညာပေးတဲ့အလုံးလုံးတဲ့သူတယောက်ရှိတယ်ယူရက်နဲ့ပြီးတော့ဒီကကြောညာတယ်တဏ္ဍာမှုလောက်ကြပါသီလဆောက်တည်ကြပါဥဒ္ဒကောင်းမှုတွေလောက်ကြပါသီလဆောက်တည်ကြပါ တရားမှနိုင်ကြပါဥပဒေရဲ့ဆောင်းသုံးကြပါလေဆိုပြီးကောင်းတဲ့အလုပ်တွေလုပ်ဖို့တိုက်တွန်းလို့ဆိုတယ်အဲ့ဒီအတိုင်းကြားပြီးတော့သူကသရတရားတွေဖြစ်ပြီးဘုရားကျောင်းတော်သွားတယ်လူတွေသွားတာကြည့်ပြီးတော့ဘုရားကျောင်းတော်သူလည်းလိုက်တော်ပြီးတရားနာမယ်တရားနာတဲ့အခါမှာမြတ်စွာဘုရားကသီလအကြောင်းသမာဓိအကြောင်းပညာအကြောင်း သီလနဲ့ဘယ်လိုပြည့်စုံအောင်လုပ်ရမလဲပမာတိကိုဘယ်လိုပွားများအားထုတ်ပညာကိုဘယ်လိုပွားများရမလဲဆိုတဲ့ဗန်းစင်တွေကိုခေါ်ပြောလိုက်တဲ့အခါစိတ်ဝင်စားပြီးတော့သူကအိမ်ပြန်လာပြီးသူညီကိုဖက်တံဖက်ပေးတယ်။ဘာညီရှိသမျှပစ္စည်းမင်းငါပုံသွဲတယ်ဆိုတော့ကိုကြီးကမလုပ်ဘူး။ဘာသာပြန်ကြောင်းသွားပြီးတော့သင်္ကားမတော်မယ်ရှိတာတွေမဲ့ပဲ ဆိုတော့ဘောတောင်းမှလည်းမလုပ်ပါနဲ့မရဘူးအကုန်လုံးလွှဲပြီးတော့ကြောင်းသွားပြီးတော့သင်္ကန်းဝတ်တယ်ဘယ်ဆိုရရဲ့ခုပြည့်ချက်ရလို့ညာနဲ့ဖြစ်ပြီးရောဆရာတော်ကကျင့်တယ်လို့ဘောအထုတ်တယ်သူကယဟနာဖြစ်သွားခုနကပြစ်စင်ကဥရာတွေကိုကြံလူတယ်ဆိုတာကိုနားထောင်ပြီးတော့ဝတ်တာလေအကိုကြီးကဆုတောင်းလိုက်တာပြစ်စင်ကဥရာသိတယ်တရားသိရမှလို့ဆိုဟော လူဘဝကနေဓမ္မဘဝဓမ္မဘဝကနေလူဘဝပြန်ရောက်တဲ့အချိန်မှာတရားမြတ်အောင်ဖြစ်တော့ဉာဏ်နဲ့ဖြစ်သွားအဲဒီလောက်တဲ့ပုဂ္ဂိုလ်ကတော့လူစည်းတဲ့လက်စည်းတဲ့ချမ်းသာခံစားရဆိုတဲ့သူ့ရဲ့ဆုထောင်းအတိုင်းပဲသူဟာဝိပဿနာဆောင်ပြရတဲ့အချိန်မှာလည်းသင်္ခါမောနိုင်မှုမောနိုင်တဲ့ဝိပဿနာဆောင်ပြရရဲ့တရားကြောင်းတော်ကြီးကိုသူဆောလုံးလူတဲ့လည်း ဆုံးလို့လှူထားပြီးတော့နောက်ဆုံးမှဂေါရဝလက်ဆောင်ပြပွင့်တဲ့အခါမှာကြာတော့မှဇောတိကတစ်ပြေးဆိုပြီးတော့ဆန္ဒဒုက္ခကျေဝတဲ့ပုဂ္ဂိုလ်ဒုဥ္ဏိနဲ့ဖြစ်လာပြီးမှဂေါရဝလက်ဆောင်ပြရဲ့သာသနာရောက်တဲ့အခါမှာသူကယဟန္တာဖြစ်သွားတယ်။ကဘာပေါင်း60နဲ့တကွာနောက်ကျသွားတယ်။ဒါ ကံဒီမှာလမ်းကြောင်းပေါ်မှာဆူတောင်းကြတာကနေဆုံးဖြတ်ပြီးသွားတယ်လို့ပြောတယ်။အဲ့တော့ဆူတောင်းတယ်ဆိုတဲ့နေရာမှာမကောင်းတဲ့ဆူတောင်းရင်လည်းမကောင်းတာတွေဖြစ်တတ်တယ်။ကောင်းတဲ့ဆူတောင်းရင်လည်းကောင်းတာတွေဖြစ်တတ်တယ်။အဲ့ဒါကြောင့်လူလောကမှာဆူတောင်းမမားစေကြတဲ့ဆိုတာကိုလည်းတတိပိစကားပြောကြလေးရှိကြတယ်ပေါ့။အနာဂမ်တတိယတူတော်တော်တဲ့ပြည်ကကတ္တဝမြတ်စွာဘုရားလက်ထက်မှာ သေးဒီတော့ကိုရွှေပန်းကကြီးလုပ်ပြီးတော့လှူထမ်းရင်းကနေဘာဆူချောင်းလိုက်ကလေးစဲသူ့ကိုမြင်မြင်လည်းအမျိုးကလွဲရင်ဘယ်အမျိုးသမီးမှသူ့ကိုမစွန့်ပယ်ပဲမနေပါစေနဲ့ဆိုရှူတောင်းတာဟုတ်မကောရောမြတ်စွာဘုရားလက်ထက်မှာသူကခေမကဆိုတဲ့တတိယလာဖြစ်တယ်။လာဖြစ်လိုက်တဲ့အခါကျတော့ အမျိုးသမီးတွေကိုသိတ်ဒုက္ခပေးတဲ့လူတွေဖြစ်တယ်။နောက်ဆုံးမှာမြတ်စွာဘုရားကတရားပေါ်လိုက်မှာသန္တာဝေမင်းယဟပြုတော်ဆုတော်မှာပါ။တို့ဒီပဲဩမာဒန်တီဆိုရယ်အဲ့ဒါလို့ဆုတောင်းတယ်။ကုသကောင်းလို့လုပ်ပြီးတဲ့အခါမှာသူ့ကိုမြင်လည်းရှောင်ကြားသားတွေကဘူးဘီယူဖြစ်ပါစေဆိုပြီးတော့ဆုတောင်းအဲ့ဒီရဲ့ဆုတောင်းတဲ့ကောင်ကတော့ ြင်ကမလာမှပြောပြီသူမြင်တဲ့ဒုက္ခပေးတာဟုတ်အဲ့ဒါလိုပဲလောကကြီးကဆုတောင်းတာလည်းပဲကံကြမ္မာလမ်းကြောင်းကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုသိထားလို့ပါနော်အေးကံကြမ္မာဆိုဒီမှာဘယ်သူကပြုမိမိမှုလို့ဆိုနေတယ်ကိုကိုယ်တိုင်လောက်ကြတာဖြစ်လို့ကိုယ့်ရဲ့ကံကြမ္မာလမ်းကြောင်းကိုကောင်းဖို့လေကိုယ့်ရဲ့ဥတီချက်လမ်းမှန်ဖို့ဟာအင်္ဂါမအရေးကြီးတယ် တို့ရဲ့နေစဉ်ဘဝမှာအလုံးလုံးနေတာတွေကိုဖြုံဖို့ကြည့်လိုက်ပဲဆိုရင်စိတ်ကူရာရဲ့ပြောဆိုရာရဲ့လောက်ကင်တာလည်းဒီသုံးမျိုးပဲရှိကာယကံဝစီကံနှုတ်ကံဒီသုံးမျိုးရှိရတဲ့ပဲအပြစ်ကင်းတာရဲ့အပြစ်မကင်းတာရဲ့နှစ်ခုနဲ့မြောက်နှစ်ခုနဲ့မြောက်ပြီးတဲ့အခါကိုယ်ပြောချောင်စီသည်များပြောဆိုသည်များလောက်ကဲ့သည်များလေပါအပြစ်ကိန်းတာဖြစ်မယ်ဆိုလို့ရှိရင်လူချမ်းသာတချမ်းသာကိုကျုပ်ပေးတဲ့ အပြစ်မကင်းတာလုံးပဲဆိုလို့ရှိရင်တော့အပင်ငယ်ရဲ့တရိစ္ဆာန်တို့ကြိတ်ဓာတ်တို့ဆိုတာမျိုးဖြစ်ပြီးတော့ဆင်းရဲဒုက္ခကြုံတယ်။အဲ့ဒီရဲ့သဘောထားလေးကိုရှင်းရှင်းလင်းလင်းသိရှိလာနိုင်ပြီးတော့ကိုယ့်ဘဝကိုယ်လမ်းကြောင်းကိုကိုယ်ကောင်းအောင်ပြုရမယ်ဆိုတာဟာအမြဲတမ်းအလေးနဲ့ထားပြီးတော့သိရှိထားကြရမယ်ချက်ဖြစ်တယ်။အဲ့ဒီလိုကိုယ့်ဘဝကိုယ်လမ်းကြောင်းမှတောင်းပါဘူး။ဆုတော်စကားကလည်းချိန်ကြောင်းသွားပြီးတော့ ကိုကကိုလာကြောင်းမှာအကောင်းဆုံးဖြစ်ကြိုးစားအားထုတ်ကြရမယ်ဆိုတာကိုကိုစီကိုစီသဘောကျတယ်တရားချစ်ခင်ပြုတော်စေပြိတ္တပေါင်းလို့ဒီရသော်ဗျာဟောကြားတော်မူခဲ့တဲ့တိုင်အဘိဓမ္မာကပ္ပဝဋ္ဌတရားကာယကမ္မဇိကမနောလာဆိုတဲ့ဒီလမ်းကြောင်းတွေအမြဲတမ်းစင်ကြယ်ပန်းရှင်းဖြစ်ခဲ့အောင်တို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့စိတ်ထဲမှာယုံကြည်ချက်ထားပြီးတော့ ကောင်းတဲ့အကျိုးတရားတွေဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရတတဝါများစွာဒီယံကွာဆန္ဒကြပါစေဒီတတဝါများစွာ သေရန်ပါသမာဓိပါစေမေတ္တာရေကြံသုံးပါဖြံဉာဏ်ကြံကြပါစေမေတ္တာရေကြံသုံးပါဖြံဉာဏ်ကြံကြပါစေသေရှင်ဇမ္မာ ေဇာနာပေဒုရသန္ဒပြေပါစေဒုရသန္ဒပြေပါစေသစ္စာမသစ္စာနာပေဒုရသန္ဒပြေပါစေဒုရသန္ဒပြေပါစေဟောရကဒုက္ခပင်ကေသာမေတ္တာပုန်ဣတုတေင်္ဂမဘလောဒရာတိတဝိတံဘဝရတုဒုက္ခနက မေတ္တာပုံနေညူသင်္ကေမှာစုပေါင်းဖို့အမေတ္တာရာဟူရောက်ယူပါဝင်မွေလာမင်းနဲ့ရောက်ရင်ရှေ့ရောက်ပေါင်းဆောင်ရအခြင်းများသဗ္ဗေသင်ကျင်းမဲ့ဥဒုံလောကုံများစွာတ ত্ত্ব ဝတို့ဤမနောဒရံဒီမြင်များဖြစ်စဉ်အေးချင်းနေသည့်ရေရင်ကြည်တင်းစေနှလုံးတည်လို့သောရေအိုင်ကြီးအတွင်း၌ သုခဘေဒသာစင်ထောင်ရဣမြတ်จิตာသာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာဇာဝန်တို့သည်ဘုံလန္တဝန္တာရှင်မြေဝုံမုံလူလျက်ကြည်နူးဝဲကြောင့်ဖူးပွင့်ကြပုံသည်ဖြစ်၍သုခရကလေးအောင်လေးတဲ့ရောရှိသင်ပြပိဋိဒီဟုသောယန္တတို့သည်ဘဝရန်သူကောင်းစွာမသိကြိုင်လိုက်နေကြပါစေကုန်သတည်း Herb.